မင်္ဂလာပါရှင် KNPDP ကယောနီအပတ်စဉ်3အခြေခံစစ်တမ်းစင်ပွဲ အခမ်းအနားပြုလုပ်တဲ့တရင်ကိုတင်ဆက်ပေးချင်ပါတယ်ရှင်ဂရိနီအမျိုးသားငင်းချင်းရင်းနဲ့ဖွံ့ဖြိုးရေးပါတီ KNPDP ရဲ့အပတ်စဉ်3အခြေခံစစ်တမ်းစင်ပွဲအခမ်းအနားကိုပြီးခဲ့တဲ့စွန်လ30ရက်နေ့ကဂရိနီပြည်တနီယာမှာကျင်းပပြုလုပ်ခဲ့တယ်လို့ KNPDP ကထုတ်ပြန်ထားပါတယ် တင်းနေစင်ပွဲအခမ်းအနားမှာ KNPDP အလံတော်အောင်အလေးပြုခြင်းသစ္စာရေတောက်ခြင်းကောင်းဆောင်အတီတီကအပွင့်အမစကားပြောကြားခြင်းအခြေခံစီရေ နိုင်ငံရေဟောပြောခြင်းကျေးဇူးတင်စကားပြောကြားခြင်းနဲ့စီရေပြခြင်းတို့ပြုလုပ်ခဲ့တယ်လို့ဖော်ပြထားပါတယ်။ အဆိုပါတင်နှင်ပွဲအခမ်းအနားကို KNPDP ဥက္ကဋ္ဌအသွင်ရေးမှူးနိုင်ငံရေးမှူးကျောင်းအုပ်ကြီးတယင်သုံးတယင်မှူးနဲ့တာဝန်ရှိသူအတီးဒီတက်ရောက်ခဲ့ကြပါတယ်။ဒါအပြင်အခြေခံစစ်တနအပတ်စဉ်၃မှာတင်ဒန်းသားတင်ဒန်းတူ52ဦးတင်ဒန်းစိန်ခဲ့တယ်လို့လည်းဖော်ပြထားပါတယ်ရှင်။